practice made perfect ဆိုပြီးတော့ထပ်ခါထပ်ခါ practice လုပ်နေလဲ perfect ဖြစ်မလာခဲ့ဘူးဆိုရင်ဒီ video file ကိုအဆုံးထိကြည့်ဖို့လိုနေ Okay practice made perfect ဆိုပြီးတော့လေ့ကျင့်ရင်းလေ့ကျင့်ရင်းနဲ့ဘာကြောင့် perfect ဆိုတဲ့ဘူတာကိုကျွန်တော်လွဲခဲ့တာလဲလက်ဖရာမှာလွဲသွားတာလား smooth program မှာလွဲသွားတာလား ဟုတ်ပြီ practice make perfect တဲ့စကားကတော့အရင်လှတယ်ဒါပေမဲ့ကိုဘာကို practice လုပ်နေလဲကိုသိဖို့လိုအပ်တယ်ကို practice လုပ်နေတာကမှားနေသလားမှန်နေလားအဲ့ဒါကိုတေချာကိုနားလည်ထားဖို့လိုအပ်တယ်အဲ့တော့ကိုကမှန်ကန်မှုမရှိတဲ့နီလန်နဲ့ practice လုပ်နေမယ်ဆိုရင်တော့ဘယ်တော့မှ perfect ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့တကယ်တမ်းကျတော့ကျွန်တော်တို့ကအသက်မွေးဝမ်းကြောင်းပညာရတစ်ခုကိုစိတ်နှံဆံမှုပဲဖြည့်တဲ့ပုံစံနဲ့ကျွန်တော်တို့ကသွားပြီးတော့လုပ်နေကြတယ်။အလွတ်ကျက်တယ် အလွတ်မှတ်တယ်ဆက်မွေးပွဲမှာဒါတွေကိုပြန်ပြီးတော့ချဖြည့်ရတကယ်တမ်းကျတော့ကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာ Tuesday တည်ယုံနဲ့ model ဆွဲတက်ဖို့ဆိုတာစံပြေဦးဗျကျွန်တော်တို့က Tuesday ကိုတည်ထားရမှာလဲမှန်တယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ကျွန်တော်တို့တည်ထားဖို့လိုအပ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့ဒီ sketcher basic modeling တန်တဲ့မှာဘာတွေကိုဦးစားပေးပြီးတင်လဲဆိုတော့ Tuesday တစ်ခုချင်းစီအကြောင်းကိုတေချာနားလည်အောင်ကျွန်တော်တို့ပြောပေးတယ် ပြီးသွားပြီဆိုရင် D2s ကဘယ်နေရာမှာ ပြန်ပြီးတော့အဓိကပြန်အသုံးချရတယ်။ Interior မှာဆိုရင်လည်းဘယ်နေရာမှာပြန်အသုံးချရတယ်။ Exterior မှာဆိုလို့ရှိရင်လည်းဘယ်လိုပြန်ပြီးအသုံးချရတယ်။အဓိကက 2s ကိုဘယ်နေရာမှာပြန်အသုံးချရတယ်ဆိုတာကျောင်းသားကိုတေချာနားလည်အောင်ရှင်းပြပေးလိုက်ပြီဆိုလို့ရှိရင်လုပ်ငန်းခွင်ထဲမှာသူတို့အဆင်ပြေသွားပြီ။ဒါကတပိုင်းပေါ့။ဒါကတပိုင်း။နောက်ထပ်တစ်ခုထပ်တည်ဖို့လိုသေးတယ်။အဲ့ဒါဘာလဲဆိုတော့ technical drawing ဖတ်တတ်ဖို့လိုတယ်။ရိုးရိုးလေးပဲစဉ်းစားကြည့်ကြည့် 2 state ကိုတည်တယ်2 state တည်ပြီဆိုရင်တော့ model ဆွဲလို့ရပြီလို့ကျွန်တော်အကြံပြန်ပြောလို့ရတယ်ဒါပေမဲ့ဒီ model ဆွဲတော့မယ့်သူတယောက်ကကျွန်တော်တို့ interior တွေ exterior တွေ model ဆွဲတော့မယ့်သူတယောက်ကအဲ့ဒီ interior exterior နဲ့ပတ်သက်တဲ့ technical drawing တွေကိုမကြည့်တတ်ဘူးမဖတ်တတ်ဘူးဆိုရင်ကျွန်တော်ဘယ်လို model ဆွဲမလဲကျွန်တော် plan နဲ့ elevation တွေကိုတွဲချိတ်တဲ့အပိုင်းတွေမှာမှန်မှန်ကန်ကန်မတွဲချိတ်နိုင်ဘူးမှန်မှန်ကန်ကန် elevation တွေမရွေးနိုင်ဘူးဆိုလို့ရှိရင်ပုံတွေမှားနေတော့မှာပေါ့ ဒီလိုကိစ္စမျိုးတွေကလည်းကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာမကြာခဏဆိုဆိုကျွန်တော်တို့ကြားနေရတယ်တွေ့နေရတယ်ကြုံနေရတယ်ဒီလိုကိစ္စမျိုးတွေဖြစ်တယ်အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တင်တဲ့မှာတခါလေး tools ကိုတိအောင်တင်ယုံနေမကဘဲနဲ့လုပ်ငန်းခွင်ထဲမှာတကယ်တမ်းအလုပ်လုပ်လို့ရအောင်ကျွန်တော်တို့ရဲ့ plan နေ elevation တွေကိုဘယ်လိုကြည့်ရတယ်နော် plan နေ elevation တွေကိုဘယ်လိုတွဲဖက်ရတယ်ဆိုတာကိုကျွန်တော်တို့ကအားအရာတွေကိုပါကျွန်တော်ထည့်ပြီးတော့တင်ပေးတယ် engineer နဲ့ကြောင်းပြီးတဲ့ចောင်းသားတွေ engineering နဲ့ကြောင်းပြီးတဲ့ចောင်းသားတွေဘီတုကာနဲ့ကြောင်းပြီးတဲ့ចောင်းသားတွေအတွက်ကတော့ plan elevation ဆိုတာထမင်းစားရေတောက်ဖြစ်နေမဲ့ကိစ္စတစ်ခုပဲဟုတ်တယ်ဒါပေမဲ့ 3D ကိုဝါသနာပါပြီးတော့မှ လေ့လာလိုက်စားခြင်းနဲ့ career တစ်ခုကို change ခြင်းနဲ့တခြားသော engineering architecture မဟုတ်တဲ့ចောင်းသားတွေအတွက်ဆိုရင်တော့အဲ့ဒီ plan ဒီ elevation တွေကတော်တော်ကြီးကိုစိတ်နေလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီလိုចောင်းသားတွေအတွက်အဆင်ပြေအောင်လို့သင်တန်းမှာ plan elevation တွေကိုမှန်မှန်ကန်ကန်တွဲဖက်ပြီးတော့ကြည့်တတ်အောင်ကျွန်တော်တို့ကတင် जा ပေးတာဖြစ်တယ်။နောက်ပြီးတော့စာတင် जा တဲ့ပုံပေါ့နော်။စာတင် जा တဲ့ပုံကတော့ကျွန်တော်က sketch basic modeling ကို video recording နဲ့ကျွန်တော်တင်တယ်။ပုံမှန်သင်တန်းတွေမှာကျွန်တော်တို့ Telegram group ထဲမှာចောင်းသားတွေအများကြီးနဲ့ video file တွေကျွန်တော်တို့တင်လာကြတာပေါ့နော်။ဒါကလည်းပုံမှန်လုံရုပ်လုံဆိုင်တစ်ခုပါပဲ။ဒါပေမဲ့ကျွန်တော်ကကျတော့ဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်ကိုတင်တဲ့အပ်တဲ့ចောင်းသားရဲ့ စတင်ပေးမဲ့ကျွန်တော်ရဲ့ဒီနှစ်ယောက်တည်းပဲကျွန်တော်တို့ရဲ့ Telegram group ထဲမှာထားတယ်။ဆိုလိုချင်တာကတော့ video recording class ကိုမှ 1x1 ပုံစံဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့စတင်မဲ့ចောင်းသားနဲ့ကျွန်တော်နဲ့ဒီနှစ်ယောက်တည်းပဲကျွန်တော်တို့ရဲ့ Telegram group ထဲမှာရှိမယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ ရှုပ်ထွေးနေပြီးတော့ဟိုចောင်းသားကစာរីမေးထားလိုက်ဒီចောင်းသားကစာរីပို့ထားလိုက်အာကိုပို့ထားတဲ့စာរីက group ဒီထဲမှာယောပြီးတော့စာរីပျောက်သွားတာကိုပြန်ဖြေထားတဲ့စာរីကြော်သွားတာဒါမျိုးတွေမဖြစ်တော့ဘူးပေါ့အဲ့တော့ကျွန်တော် ਨੇ စာတင်ကြမယ်ចောင်းသား ਨੇ အေးအေးဆေးဆေးကျွန်တော်တို့ group ထဲမှာပဲတည်ကြနေရှိရင်ကျွန်တော်ကိုမေးလို့ရမယ်ကျွန်တော်ကနေမှအချိန်မြေးပြန်ပြီးတော့စာပြန်ဖြေပေးတယ်ဒီလိုပုံစံနဲ့ကျွန်တော်စာတင်နေပေါ့နော်ပြီးွားလို့ရှိရင် ီဒီယိုဖိုင်တွေကိုလည်းအများကြီးကျွန်တော်စုပြုံပြီးတော့ပို့ထားတာမဟုတ်ဘူး။၄ချိန်ခန်းတစ်ခုချင်းတစ်ခုချင်းသွားတယ်။ဆိုလိုချင်တာက၄ချိန်ခန်းနံပါတ်၁ပေါ့နော်။၄ချိန်ခန်းနံပါတ်၁ဆိုပြီးကျွန်တော်ကပေးလိုက်တယ်။အဲဒီ၄ချိန်ခန်းနံပါတ်၁ကိုចောင်းသားကနေမှကြည့်မယ်၄ချိန်မယ်ကျွန်တော်ကိုအင်စာပြန်ပြမယ်။အဲ့ဒီပြတဲ့အင်စာကိုလည်းကျွန်တော်ကစာပြန်စစ်တယ်ဘလို့စာပြန်စစ်တာလဲဆိုတော့ចောင်းသားပို့လိုက်တဲ့အင်စာဖိုင်ကိုကျွန်တော်ကတခါတည်းကျွန်တော်စာစစ်တဲ့အချိန်မှာဗီဒီယိုရက်ကော့ပါလုပ်လိုက်တယ် အဲ့တော့ဗီဒီယိုရက်ကော်ထဲမှာကျွန်တော်ကညီရေညီမရေအာဒါလေးကတော့မှားနေတယ်ဒါလေးကတော့လွဲနေတယ်ကျွန်တော်တခါတည်းရှင်းပြပေးသွားတယ်ပြီးရင်အဲ့ဒီဗီဒီယိုဖိုင်ကိုចောင်းသားကိုပြန်ပို့ပေးလိုက်တယ်ဆိုလိုချင်တာကဒီဗီဒီယိုဖိုင်ကိုနားထောင်လိုက်ခြင်းအပြင်ចောင်းသားကငါလုပ်ထားတဲ့ model ကဘာတွေလွဲနေလဲဘာတွေပြန်ပြီးပြင်ဖို့လိုလဲအဲ့ဒါကိုသူတေချာသိသွားတယ်အဓိကကတော့တကယ်တက်မြောက်သွားဖို့ပဲကျွန်တော်ရည်ရွယ်တာပေါ့နော်တကယ်တက်မြောက်သွားဖို့ပဲရည်ရွယ်တယ်လုပ်ငန်းခွင်ထဲမှာတကယ်အလုပ်လုပ်နိုင်ဖို့ကိုပဲကျွန်တော်ရည်ရွယ်တယ်။အဲ့တော့ကျွန်တော်ကလေ့ကျင့်ခန်းနံပါတ်1ပို့လိုက်တယ်။ចောင်းသားကနေမှာစာကြည့်မယ်။ အင်စာလုတ်မယ်ကျွန်တော်ကိုပြန်ပြမယ်ကျွန်တော်ကအင်စာစစ်မယ်ခုနလိုဗီဒီယိုဖိုင်လုတ်ပြီးចောင်းသားကိုပြန်ပို့မယ်အဲ့ဒီ process ပေါ့အဲ့ဒီ process တစ်ခုပြီးသွားပြီဆိုရင်တော့လေ့ကျင့်ခန်းတစ်ခုပြီးသွားပြီအဲ့ဒီလေ့ကျင့်ခန်းတစ်ခုပြီးသွားပြီဆိုတော့မှနောက်ထပ်လေ့ကျင့်ခန်းနံပါတ်2ဆိုပြီးတော့ကျွန်တော်ကចောင်းသားကိုထပ်ပြီးတော့ပို့ပေးတယ်အဲ့ဒါကြောင့်မလို့ group ထဲမှာဗီဒီယိုဖိုင်နေစုပြုံပြီးတော့ရှိနေမှာမဟုတ်ဆိုလိုချင်တာကမဖြစ်မနေဒီចောင်းသားတယောက်ကအင်စာလုတ်ကိုလုတ်ရအင်စာလုတ်ကိုလုတ်ရတဲ့ပုံစံဖြစ်သွားမယ်နော် ဲ့တော့လေ့ကျင့်ခန်းပို့မယ်အင်စာပြမယ်စာပြန်ဆက်မယ်ပြီးတော့မှနောက်ထပ်လေ့ကျင့်ခန်းကိုထပ်ပြီးတော့တက်မယ်အဲ့ဒီတော့ကြောင့်မလို့ဒီចောင်းသားတယောက်ဒီမဖြစ်မနေအင်စာလောက်ရတဲ့ပုံစံဖြစ်သွားမယ်အဲ့ဒါပို့ပြီးအဓိပ္ပာယ်ရှိတယ်လေဗျာဆိုတော့တင်တန်းကြီးတော့ယူထားလိုက်တယ်ဗီဒီယိုဖိုင်တွေအများကြီးပို့လိုက်တယ်ဒီចောင်းသားတယောက်ကအင်စာလောက်လားမလောက်လားလည်းမသိအာသူစာရနေလားမရနေလားလည်းမသိအဲ့ဒါကြီးကကျွန်တော်တော့အဓိပ္ပာယ်မရှိကျွန်တော်တော့အဓိပ္ပာယ်မရှိအဲ့တော့ကျွန်တော်ကျွန်တော်ကတော့တင်တန်းတက်တယ်တင်တန်းတက်တဲ့ရည်ရွယ်ချက်ကပါလဲ တကယ်စာတက်ချင်လို့တင်တန်းတက်တာလေဟုတ်တယ်နော်ဘသူမှဘသူမှပတ်စံနေပို့နေလို့ကျွန်တော်ကိုပတ်စံနေပေးပြီးတော့တင်တန်းတက်နေတာမဟုတ်အဲ့တော့ကြောင့်မလို့တကယ်တက်မြောက်သွားခြင်းနဲ့အတော့ကြောင့်မလို့တင်တန်းတက်တယ်အဲ့တော့ကျွန်တော်ကလည်းတကယ်တက်မြောက်သွားအောင်စာတင်ပေးမယ်တကယ်တက်မြောက်သွားဖို့အတွက်ဆိုတာကျွန်တော်ကနော်ကျွန်တော်ခေါင်းထဲမှာရှိတဲ့ဒီအတွေ့အကြုံတွေကိုရော့အင်းဆိုပြီးတော့ចောင်းသားရဲ့အုံနောက်ထဲကိုကျွန်တော်ထည့်ပေးလိုက်လို့မရအောင်ဘာလို့ရမှာလဲဆိုတော့ចောင်းသားကလည်းအင်စာလောက်ရမယ်လေအဲ့တော့အင်စာလောက်ရမယ်အင်စာပြန်ပြရမယ်ကျွန်တော်ကလည်းအမားတွေကိုပြင်ပေးရမယ် အဲ့တော့ကျွန်တော်တကယ်ရည်ရတာကတကယ်တက်မြောက်သွားဖို့အတွက်ကိုကျွန်တော်ရည်ရတာအဲ့တော့တကယ်တက်မြောက်သွားဖို့အတွက်ဆိုတာကလည်းအင်စာလှုပ်အောင်ပါလေအင်စာကိုမလှုပ်ဖ ೇನೆ ဘယ်လိုလုပ်ပြီးတက်မြောက်မလဲအင်စာလှုပ်ရမယ်ဆိုတာ practice လုပ်ရမယ်လေ့ကျင့်ရမယ်မသိတာတွေရှိရင်ကျွန်တော်ကိုမေးရမယ်လေဒီတော့မှပဲတကယ်တက်မှာ哦ဗီဒီယိုဖိုင်ကိုဒီတိုင်းထိုင်ကြည့်ပြီးဗီဒီယိုဖိုင်ကိုတင်ထားနေုံနဲ့ကျွန်တော်တို့တကယ်တက်သွားမလား မတက်ဘူးလေနော်အဲ့တော့ကြောင့်မလို့မဖြစ်မနေအင်စာလှုပ်တဲ့အင်စာလှုပ်ရမယ့်ပုံစံလေးဖြစ်သွားမယ်အဲ့ဒီတော့ကြောင့်မလို့တကယ်တက်မြောက်သွားမယ်ကျွန်တော်ကလည်းတကယ်တက်မြောက်ဖို့အတွက်ပို့ပဲရည်ရွယ်ထားတာပေါ့နော်အဲ့တော့ဗီဒီယိုဖိုင်လေးလည်းနည်းနည်းရှည်သွားပြီပေါ့နော်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေလည်းပြည့်ပြည့်စုံစုံကျွန်တော်ပြောလို့ပြီးသွားပြီအဲ့တော့ sketch basic modeling နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သင်တန်းတက်ရောက်ရှင်နေဆိုလို့ရှိရင်ကျွန်တော် site ထက်မြတ်သင်တဲ့ inspiro သင်တန်းကျောင်းမှာ တင်တန်းတက်လို့ရတယ်။နောက်ပြီးတော့တခြားသော VR rendering နဲ့ပတ်သက်တဲ့ကိစ္စတွေ D5 rendering နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတင်တန်းတက်ချင်နေဆိုရင်လည်းတင်တန်းကြောင်းမှာတက်လို့ရတယ်ပေါ့နော်။ဆိုတော့ဒီ video file ကိုကြည့်ပြီးသွားတဲ့အခါမှာကျွန်တော်ကိုအသေးစိတ်မေးချင်တဲ့အကြောင်းအရာလေးတွေရှိတယ်။တင်တန်းစုံစမ်းချင်တဲ့ကိစ္စတွေရှိရဆိုလို့ရှိရင်လည်း Payscale Messenger မှာအချိန်မီစုံစမ်းလို့ရပါတယ်။ video ကြည့်ပြီးတဲ့တူဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။အားလုံးပဲ bye bye